โอเคဒီ day မရှာမဲ့တွက်ပြီးသွားပြီဆိုရင်တော့ဒီခေါင်းစဉ်ပေါ့เนาะ item တစ်ခုချင်းစီရဲ့ခေါင်းစဉ် align ကုန်ကြမယ် material ဘလောက်ရှိမလဲ labor ဘလောက်ရှိမလဲဆိုပြီးတော့ quantity တွေကိုတတ်ထုတ်ပေးရမှာဖြစ်တယ်ဒါကတော့ beta estimate လို့ခေါ်တယ်အဲ့တော့ beta estimate လေးစပြီးတော့တွက်ကြည့်အောင်အဲ့တော့ beta estimate မှာဆိုရင်ဒီ detail measurement ကခေါင်းစဉ်တွေပုံလုံးကိုပြန်ကူးရမှာပဲဖြစ်တယ်နောက်တစ်ခုကကြတော့ခေါင်းစဉ်တွေရောသူ့ရဲ့ quantity တွေပုံလုံးကိုအဲ detail measurement ကနေပြန်ပြီးကူးပေးရမှာပဲဖြစ်တယ်ဥပမာဆိုရင် ဒီမှာဆိုရင်သူ့ရဲ့ကောင်းစင်ကိုပူပြီးသွားပြီဆိုရင်ဒီနေရာမှာ formula လေးနဲ့ပြန်ပူပေးတာကောင်းတယ်ညီမကြီးဒီ day measurement ရဲ့သူ့ရဲ့ quantity ကဒီမှာဆိုရင်16 9 cubic feet ပေါ့เนาะဒီမှာ click ချလိုက်မယ် under ခောက်လိုက်မယ်เนาะဒါဆိုရင်အဲဒီ B မှာ သူ့ရဲ့အဲဒီဒီဒေးမရှာမန့်က quantity ကို link နဲ့ကူထားပေးတာပဲဖြစ်တယ်เนาะတကယ်လို့များဒီဒီဒေးမရှာမန့်မှာအခုဒီမှာကြည့်လိုက်เนาะ တချောက်ခုနဲ့ပေါ့နော်တချောက်ခုနဲ့ဒါလင့်နဲ့ကူးထားတာဖော်မြူလာကိုလင့်ယူပြီးတော့ကူးထားတာဖြစ်တယ်တကယ်လို့များပေါ့နော်အဲဒီမှာကိုကအကြောင်းအကြောင်းမျိုးမျိုးကြောင့်မလို့ဒီမှာပြင်လိုက်မယ်ဆိုပါတော့နော်ဒီကောင်ကိုပြင်လိုက်မယ်ဥမာအခုဒီမှာ6.08ကိုဥမာ9ပေလို့ပြင်လိုက်မယ်နော်ဒါဆိုရင်သူ့ရဲ့ tube fee ကဒီမှာပြောင်းသွားပြီ1.95เนาะအဲ့တော့ b မှာလင့်နဲ့ကူးထားတာဆိုရင်ဒီမှာ b မှာလည်း auto 1.95 tube fee ဆိုပြီးတော့ပြောင်းလဲသွားမှာပဲဖြစ်တယ် ါကနမူနာအနေနဲ့ပြောခြင်းဖြစ်ပါတယ်เนาะဒါဆိုရင်ဒီမှာက6.08ပဲပေါ့โอเคအဲ့လိုမျိုးပေါ့เนาะဒီခေါင်းစဉ်တွေတစ်ခုချင်းစီမှာရှိရယ်သူ့ရဲ့ total total quantity ရဲ့ demo ကိုအဲဒီမှာလင့်ဟိုဟာညီများချင်းလေးခံပြီးတော့ဒီဒီ measurement ကနေပြီးတော့အဲလင့်လေးနဲ့ကုလိုက်မယ်ပေါ့เนาะโอเคဒါဆိုရင်သူ့ရဲ့ quantity ရဲ့တန်ဖိုးကိုအကုန်လုံးရရှိမှာဖြစ်တယ်เนาะဒီမှာ item 11ထိပေါ့ Okay ဒါဆိုရင်စပြီးတော့ item တစ်ခုချင်းစီ alike ကုန်မဲ့ material quantity လေးပါး quantity ကိုစပြီးတော့တွက်ကြည့်ရအောင်အဲ့တော့ number 1 item ပေါ့เนาะ our excavation เนาะဒီမှာနှစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒါ GD measurement အနေပြီးတော့သူ့ရဲ့သူ့ရဲ့မြေကြီးတူရမဲ့အဝတ်ဘောလုံးကိုကူးထားပေးတာပဲဖြစ်တယ်เนาะအဲ့တော့သူ့ရဲ့မြေကြီးတူရမဲ့ ဘောလုံးတံမိုးတည်တယ်ဒါဆိုရင်အဲလေဘာဘလောက်ကုန်လဲလို့တွက်ကြည့်မယ်เนาะဒါကတော့ yellow book ကနေရမှာဖြစ်တယ်မြေကြီးတူရဲ့အခါမှာမတယောက်တယောက်တယောက်ရှိမယ်နှစ်ယောက်ရှိမယ်သုံးယောက်ရှိမယ်ရဲလို့ပုံပါเนาะဒီဟာလေးကတော့အဲဒီမှာမြေကြီးလေးကအနှဲငယ်ပဲဖြတ်ရတာဖြစ်တဲ့အတွက်ဒီမှာတော့တယောက်နဲ့ပဲထက်တွေ့ထက်တွေ့ပြီးထားတယ်เนาะအဲတော့တရားကျုပ်ဖြစ်ပြီးမှာတယောက်เนาะဝါကာတယောက်ပုံမယ်လို့ထက်တွေ့လိုက်မယ်အဲတော့ဒီမှာစုစုပေါင်း ငွေကြီးတူရမယ်ဗောလုံးက169အဲ့တော့တရာမှာတရာဒါကြောင့်မလို့ကိုလိုချင်တဲ့ဟာကိုတရာနဲ့စာအမြောက်1ပေါ့နော်တရာနဲ့မြောက်လိုက်မယ်တကယ်လို့နှစ်ယောက်ဟို median swine ပေါ့နော် median swine ဖြစ်ရင်နှစ်ယောက်နဲ့တွေ့မယ် half swine ဆိုရင်သူက3ယောက်နဲ့တွေ့ရမယ်ဒါကတော့ရိုးရိုး swine လိုပဲယူဆရတဲ့အတွက်ဒီမှာတရာနဲ့ပဲထက်တွေ့ထားတာဖြစ်တယ်နော် okay ဒါဆိုရင်အဲဒီအလုသမားအရေးအတွက်ကအဲဒီဒီလောက် နေကြီးတူးမဲ့တယောက်နဲ့တွေ့မဲ့ဆိုရင်ဒီမှာကုံမဲ့အလုသမားရဲ့ quantity တန်မိုးကိုရရှိမှာဖြစ်တယ်။ Okay. Now item တစ်ခုတွားမယ်เนาะ။ Now item တစ်ခုကကြတော့ link ကိုငွေလောင်းမယ်เนาะ။အဲ့တော့ link ကိုငွေလောင်းမဲ့ဟာကိုဒီ DD measurement အနေပြီးတော့သူ့ရဲ့ quantity တန်မိုးကိုယူလိုက်မယ်เนาะ။အဲ့တော့သူ့မှာ link လောင်းမှာဖြစ်တဲ့အတွက် material quantity လေးပါး quantity တွက်ပြရမှာဖြစ်တယ်။အဲ့တော့136 link လောင်းမယ် yellow book ကနေကြည့်လိုက်မယ်။အဲ့တော့တရားကျွဖြစ်ပြီးမှဆိုရင် စီမံကဘလောက်ရှိမလဲဆိုရင်1440ပေါင်เนาะ1440ပေါင်တဲရကြတော့48ကြောက်ကကြတော့66ကျူပီဖီပယံကတရာနောက်ဝါကရှိရပေါ့เนาะအိုင်နုံအတိုင်းတွက်ပြရမှာဖြစ်တယ်အဲ့တော့ဒီမှာရှိရလင်းလောင်းရမယ်ကွန်ကရစ်ဘုံလုံးတံမိုးကိုတည်ရ ဒီ yellow ပုံမှာပါတာကတရားကျွဖြစ်ပြီးတော့ပဲပါတာဖြစ်တဲ့အတွက်လိုချင်တဲ့ဟာကိုဒီတရားနဲ့စာနော်သူ့ရဲ့ပေးထားတဲ့ rate တွေနဲ့ထည့်ပြီးမြောက်လိုက်မယ်ဆိုရင်အဲဒီ link code custom one မှာလိုအပ်တဲ့ material quantity labor quantity တန်ဖိုးကိုရရှိမှာဖြစ်တယ်အဲ့တော့တစ်ခုချင်းကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီကောင်ကိုဒီတရားနဲ့စာတရားကျွဖြစ်ပြီးမှာ1440ပေါင်ဘီလက်မီကုန်မှာဖြစ်တဲ့အတွက်အမြောက်1440ဒါကပေါင်တန်ဖိုးပဲရတာဖြစ်တယ်အဲ့တော့ဘီလက်မီကို အိတ်နဲ့ဝယ်ရလာဖြစ်တဲ့အတွက်ဘီလက်မြေတအိတ်မှာ132ပေါင်ရှိရာဖြစ်တဲ့အတွက်အိတ်ပြောင်းလိုက်မယ်ယူနစ်ချင်းလိုက်မယ်ဒါကြောင့်မို့132နဲ့စားမယ်ဒါကိုရှင်းလိုက်မယ်ဆိုရင်အဲဒီဘီလက်မြေရဲ့အိတ်တန်မိုးရည်ပေါ့နော်အိတ်ကွက်နဲ့ဒီတန်မိုးရည်ပေါ့ โอเคတဲအတွက်မယ်တဲအတွက်မယ်ဆိုလဲဒီကောင်ဟိုဒီတရားနဲ့စာတဲက100မှာ48 QPP ဖြစ်တဲ့အတွက်အမြောက်48เนาะအဲ့ဒါက QPP နဲ့ရတာဖြစ်တယ်ကျင်းကိုလိုချင်တယ်ဆိုရင်တကျင်းတရား QPP မှာတကျင်းဖြစ်တဲ့အတွက်တရားနဲ့စားလိုက်မယ်เนาะဒါဆိုရင်တော့ဒီထွက်လာတဲ့ quantity တန်မိုးကတဲကိုအဲကျင်းတန်မိုးနဲ့ရရှိမှာဖြစ်တယ်ယူနစ်ကနောက်တစ်ခုကကြောက်ကြောက်စစ်ပေါ့เนาะကြောက်ကိုကြတော့ ကျောက်က66ကျွပြပြီ100မှာဒါကြောင့်မို့ဒီကောင်ကိုဒီ100နဲ့စား66နဲ့မြ။ယူနစ်ပြောင်းလိုက်မယ်ကျွပြပြကိုကျင်းပြောင်းလိုက်မယ်100နဲ့စားလိုက်မယ်။โอเคဒါဆိုရင်အဲဒီ reversing တံမိုးကိုရရှိမှာဖြစ်တယ်เนาะဒါဆိုရင်အဲဒီ material quantity ရရရှိသွားပြီပေါ့เนาะ lever တွေကိုဆက်တွက် lever ကကြတော့18 18ဆိုရင်ဒီလောက်က100မှာ18ဒီလောက်မှာဆိုရင်ဘယ်လောက်လဲ။၃ချက်တွင်းနည်းနဲ့တွဲရမှာပဲဖြစ်တယ်။ အဲ့တော့သုံးချက်တွယ်နေတိုင်းပဲတွက်လိုက်မယ် DROT 100နဲ့စာ1နဲ့မြောက်လိုက်မယ်ဒါဆိုရင်အဲဒီပယံရဲ့ quantity တန်မိုးကိုရရှိမှာဖြစ်တယ်ထိုနည်းတိုင်းပဲ work ကလည်း100နဲ့စာ1နဲ့မြောက်ဒါဆိုရင်သူ့ရဲ့ work ရဲ့ quantity တန်မိုးကိုရရှိမှာဖြစ်တယ်เนาะဒါဆိုရင်136လင်းပုံကလေးတွက်ပြီးသွားပြီပေါ့เนาะ now identical အဲနောက်ထပ် item ကတော့ဒီကြောက်ကြီးစီရဲ့အတွက်ပေါ့နော်လိုအပ်တဲ့ material တွေ၄ပါးတွေတွက်မယ်အဲ့တော့ကြောက်ကြီးစီရဲ့ total total volume တန်ဖိုးကတော့ဒီ detail measurement ကနေပြီးရောယူလိုက်မယ် okay အဲ့ဆိုရင်သူ့ရဲ့ material နဲ့၄ပါးနဲ့တွက်မယ်အဲ့တော့ကြောက်ကြီးစီတာရဲ့ တရာတွေ့ဖြစ်ပြီးမှဆိုရင်စီမံကဘယ်လောက်ရှိလဲဆိုရင်900ပေါင်ပေါ့နော်အဲ့တော့သုံးချက်တွဲနည်းနဲ့ပဲတွဲလိုက်မယ်အဲဒီမှာတရာမှာ900ပေါင်ဒီလောက်မှာဘယ်လောက်လဲပေါ့ဒါကြောင့်မို့လိုချင်တဲ့1ခု1.5ကိုဒီတရာနဲ့စာ900နဲ့မြောက်မယ်နောက်တစ်ခုကကြတော့8ဖွဲ့လိုက်မယ်112နဲ့ထပ်ပြီးရောစားလိုက်မယ်ဒါဆိုရင်စီမံတံမိုးရရှိမှာဖြစ်တယ်နောက်ကြောက်ကြီးတွဲမယ်ကြောက်ကြီးကကြတော့အဲသူက1.25ပေါ့နော်1.25 နဲ125ကျုပ်ဖိဖိရှိရဲ့ဒါကြောင့်မလို့အဲတရာဒီကောင်လူချင်းနာ100ကျုပ်ဖိဖိမှာဆိုရင်သူက1.25ဂျင်းပေါ့နော်ဒါကြောင့်မလို့တစ်ခုတင်းနစ်မှာဘလောက်လဲဒါကြောင့်မလို့တစ်ခုတင်းနစ်ကိုဒီတရာနဲ့စား1.25နဲ့မြှောက်လိုက်မယ်ဒါဆိုရင်အဲ6 gold stone ကြောက်ရဲ့ total quantity တန်မိုးရပြီပေါ့နော်နောက်သဲ တဲရကြတော့သူက0.3ပေါ့နော်အဲ့တော့တရားကျုပ်ပြဖြစ်မှာ0.3ရှိရဒါကြောင့်မို့ဒါကိုဒီတရားနဲ့စားပြီးတော့0.3နဲ့မြှောက်လိုက်မယ်ဆိုရင်အဲဒီတဲရတန်ဖိုးကိုရရှိမှာဖြစ်တယ်နော်နောက်တစ်ခုကကြတော့ပယံပေါ့နော်ပယံ၅ကြတော့900ယောက်နော်900ယောက်နဲ့တွက်လိုက်မယ်နောက်တစ်ခုကဝါကကြတော့600ယောက်နော်ဒါဆိုရင်တော့အဲဒီကြောက်ကြီးစီရဲ့ကြောက်ကြီးစီရဲ့ခါမှာ သုံးပြရမယ် material quantity material အမျိုးအစားနဲ့သူ့ရဲ့ quantity ပေါ့နော် labor နဲ့သူ့ရဲ့ quantity တန်ဖိုးတွေကိုရရှိမှာဖြစ်တယ်